အာနာရှင်နဲ့ထောက်လန်းရေးဆိုတာအပြန်အလှန်အမိသေးပြုနေတာပါ။တနည်းအားဖြင့်ထောက်လန်းရေးဆိုတာအာနာရှင်စနစ်ရဲ့အဓိကတောက်တိုင်ပါ။သူတို့မရှိရင်အာနာရှင်စနစ်ရက်တည်ဖို့ခက်ပါတယ်။ဒါကြောင့်အာနာရှင်နဲ့ထောက်လန်းရေးကျုပ်ဆိုတာဆရာတစ်ပည့် plain to ဘူးဆိုတွေပါ။ကျွန်တော်နိုင်ငံတမိုင်းမှာပြည်သူကိုဆိုးဆိုးရွားရွားဒုက္ခပေးတဲ့အာနာရှင်နဲ့စစ်ထောက်လန်းရေးကျုပ်အတွဲနှစ်တွဲရှိပါတယ်။ပထမအတွဲကအာနာရှင်ဘူကျုပ်နေဝင်တဲ့သူ့ရဲ့လူယုံတော် MI chief ဖြစ်တဲ့ ဘုခင်ညနောက်အတွဲကတော့လက်ရှိစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့သူ့ရဲ့ဆာယာဖာချုပ်ဖြစ်တဲ့ဒုပုံချုပ်ကြီးရဲဝင်းဥပါပဲမင်းအောင်လှိုင်ရဲ့အရေးကြီးတဲ့ခီးစဉ်တိုင်းမှာသူ့ကိုတွေ့ကြမှာပါအာနာရှင်တွေအားလုံးကစစ်ထောက်လန်းရေးချုပ်တွေကိုသူတို့ယုံရာဆုံးနဲ့လက်တံအပြောင်ဆုံးသူတွေကိုရွေးခန့်လေ့ရှိပါတခါတလေသူတို့ထက်တောင်တကိုးထွာလာလို့ချုပ်ထုတ်ရှင်းလောက်ရတာတွေလဲထောက်လန်းရေးသမိုင်းမှာရှိခဲ့ပါတယ်